ွေပိုရှိလာရင်ငွေပိုသုံးပါလားတခါတော့ကတထေးကြီးတယောက်ဟာအလုတ်တမားတွေ့သေးမှာအတော်ဆုံးအလုတ်စူးစားဆုံးဆိုတဲ့အလုတ်တမားနှစ်ယောက်ကိုသာသာတိုးပေးမယ်ဆိုပြီးပြောရင်အလုတ်တမားနှစ်ယောက်လည်းပျော်သွားပြီးတထေးကြီးကိုကျေးဇူးတင်စကားဆိုတဲ့ဒါပေမဲ့တထေးကြီးက ိတ်လေကျေးဇူးမတင်ကြနဲ့မင်းတို့ငါမေးတာဖြေဦးမင်းတို့ဖြေတာသဘောကြမှာငါကတိုးပေးမယ်လို့ပြောတယ်အလုတ်သမားနှစ်ယောက်လဲစိုက်တယ်လို့မေးပေါ့ဖြေပါမယ်ဆိုပြီးတန်ပြောတယ်ဒါနဲ့တထေးကြီးကပထမအလုတ်သမားကိုငါအခုလာစာတိုးပေးမယ်ဖြစ်တဲ့အတွက် မဲပုံမှန်ရတဲ့ကြငွေဖက်ပူရသွားပြီပူရတဲ့ငွေကိုမင်းဘယ်လိုလုပ်မလဲလို့မြေးတယ်အဲ့ဒါနဲ့ပထမအလုသမားကပူရရဲ့ပူသုံးရတာပေါ့ဆရာကြီးကျွန်တော်စီမှာဒီအချိန်ထိစားခြင်းဒါမစားရဝေ့ချင်တာလဲမဝေ့ရပဲချွတ်ချွတ်တဲတဲနဲ့နေလာခဲ့ရဆရာရဲ့လို့ပြန်ပြောတယ် အဲ့ဒါနဲ့တထေးကြီးကလည်းရပြီမပြောနဲ့တော့မင်းကိုလာစာသူမပေးတော့ဘူးဆိုပြီးဒုတိယအလုသမားကိုထတ်ခေါ်တယ်ပထမအလုသမားကိုမေးတယ်မေးကုန်တိုင်းမေးတယ်ဒီတခါတော့ဒုတိယအလုသမားကပူရတဲ့အခါအဲ့ဒီငွေကိုအတုံးချပြီးငွေတွေဒီထက်မကရအောင်ပူရအောင်လောက်ရမှာပေါ့ဆရာရဲ့လို့ ပြောလိုက်တယ်ဒီတော့တသိကြီးကဒုတိယအလုသမားကိုလာစာတိုးပေးလိုက်တော့တယ်တခါတလေကြာရင်ကျွန်တော်တို့ခါလာစာပူရရဲ့အခါမှာပဲဖြစ်ဖြစ်တာမန်ရနေတဲ့ငွေလေးထက်နည်းနည်းပူရှံပြီးရလာတဲ့အခါပဲဖြစ်ဖြစ်ပို့သုံးမိတဲ့ကြာဒီတော့ပူရလို့ပို့သုံးမိပို့သုံးမိလို့ ုံကုံသွားတာပဲရှိရယ်စဉ်းစားကြည့်တထောင်ရနေတဲ့အချိန်မှာတထောင်သုံးနေတဲ့သူဟာနှစ်ထောင်ရလာတဲ့အချိန်နှစ်ထောင်ပိုသုံးလိုက်တယ်လို့ပါပဲသူ့အနေနဲ့ပိုရလို့ပိုသုံးလိုက်တာပဲရှိတယ်သူ့ဘဝကတော့ဘာမှအပြောင်းလဲမဖြစ်သွားတာမဖြစ်သွားဘူး တကယ်တော့ပိုရတဲ့ငွေဆိုတာဒုတိယအလုတ္တမမြင်သလိုအတုံးချရမယ်ငွေပါအတုံးပြူရမယ်ငွေမဟုတ်ပါမဟုတ်ရင်ကျွန်တော်တို့ဘဝမှာအပြောင်းအလဲမဖြစ်ရင်ဒုံရင်ကဒုံရင်ပြန်ဖြစ်နေပါလိမ့်မယ်ဒါကြောင့်လက်ထဲမှာ ရှိတဲ့ငွေပုံငွေရှာလေးရှိနေပြီဆိုရင်ငွေပုံတုံးလို့ရပြီဆိုအရင်မမြင်ပါနဲ့ ငွေပို့သုံးလို့ရအောင်အသုံးချရမယ်ငွေလို့ငင်ပါလို့အကြံပေးကြပါတယ်အခုဒီဗီဒီယိုကို share သွားလို့ရပါတယ်